မင်္ဂလာပါ။ Audio Wine Zone နိုင်မှာကြိုဆိုပါရစေ။ထိုင်းတွင်ဟာငလျင်ဘေးကိုဘယ်လိုဖျက်ဆီးခဲ့ရလဲဆိုတာတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ရန်ချမ်းအောင်ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကနေတင်ဆက်ထားတာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ငလင်လှုပ်တဲ့နေရချင်းပိုင်ကနေဘန်ကောက်ကိုရောက်နေတာမနေ့ကပဲဘန်ကောက်ငလင်ကပြီးပြီဆိုတာကျင်ညာတယ် ြည်သူတွေထိတ်လန့်မနေအောင်ပေါ့သူတို့တွေသဘာဝပဲကိုဘလို့တုံ့ပြန်တယ်လဲဆိုရလေသတိထားလေးလာကြည့်မိရတော့ငလင်းလှုပ်ပြီးပြီးချင်းအရေးပေါ်အခြေအနေကျညာတယ်ချက်ချင်း highway လမ်းတွေ MRT BTS ရထားပူတာရုံတွေပိတ်လိုက်တယ်ဝန်ကြီးချုပ်ကခီးသွားနေရခီးစဉ်ဖြတ်သိမ်းပြီးချက်ချင်းဘန်ကောက်ကိုပြန်လာတယ်ရေဒီယိုတွေ TV တွေ internet စားတဲ့ media ပေါင်းစုံကနေ ငလျင်တရင်တတိပေးချက်တွေတောင်းလျှောက်လွှင့်တယ်။ဓာတ်မြက်အစာဦးအလူတွေကို အကုံဆင်းခိုင်းအစာဦးပေါ်တက်ခွင့်မပေးတော့ဘူးပိတ်ပစ်လိုက်တယ်။ပပလက်ပန်းချံတွေကိုညာလုံးပေါက်ဖွင့်ပေးပြီးတော့အဲ့ဒီနေရာတွေမှာအထက်မြက်အစာဦးငလျင်ရှောင်တဲ့ပြည်သူတွေနေဖို့အစာတောက်ရေအိမ်သားတွေအားချင်းအကုံစီစဉ်ပေးတယ်။ပြိုကျသွားတဲ့ချက်တူချက်ခရိုင်ကအထက်30ဆင်းစစ်ရုံနေရာကို ချက်ချင်းကယ်ဆယ်ရေးတွေလွတ်တယ်။နောက်ရက်တွေကျပျော်ကြားတဲ့နေရာကိုဝန်ကြီးချုပ်ကိုယ်တိုင်သွားတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးဘာကြောင့်ဒီလိုဆူဆူဝါးဝါးပျော်ကြားတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးခိုင်းတယ်။အစအဦးကတန်တွေနမူနာဖြတ်ယူပြီးစစ်တယ်။တန်တွေကအရေးသွေးမပြည့်ဘူးဆိုတော့ထောက်တဲ့ဆက်ရုံကိုသွားကြည့်တယ်။သက်ဆိုင်တဲ့သူတွေအရေးယူဖို့ကိစ္စဆောင်ရွက်တယ်။ထမ်းမြက်အစအဦးတွေကိုသက်ဆိုင်ရာအင်ဂျင်နီယာအဖွဲ့တွေက လူနေထိုင်ဖို့အသင့်မသင့်စစ်ဆေးမပြီးမချင်းလူမနေခိုင်းဘူးစစ်ဆေးပြီးလို့အတေပြူးချက်ရပြီဆိုမှပြန်နေလို့ရတယ်စစ်ဆေးတာလွယ်တယ်မထင်နဲ့ဒီလောက်အချိန်လေးတွင်းမှာအထက်မြင့်စာအုပ်ပေါင်းတောင်းတထောင်နေပါလောက်ကိုလုံးကြုံရေးစစ်ဆေးခိုင်းတယ်လို့သိရတာပဲငလင်းလှုပ်ပြီးပြချင်းညမှာပဲဘူရာယုံတွေဟိုက်ဝေးလမ်းတွေပြန်ဖွင့်ပေးနိုင်တယ်လုံးကြုံရေးအရနေထိုင်ဖို့မတင်တော့တဲ့ကွန်ဒိုတွေကိုပိတ်တယ် ဝန်ကြီးကလည်းထိခိုက်ဆုံးရှုံးမှုတွေအတွက် နိုင်ငံအာမခံကော်မရှင် OIC နဲ့အာမခံကုမ္ပဏီတွေကို အာမခံရောကြေးတွေပေးရဖို့ကိစ္စတွေတေချာညွှန်ကြားတယ်။ခုထိတော့ပြောကြအဆအုံမှာရှားဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေတယ်။နိုင်ငံတော်အနေနဲ့ဘီလီယံ